ဒီကနေ့မှာတော့ TikTok နဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုပဲမျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကိုမသုံးချင်တော့လည်း TikTok အကောင့်ကိုအပြီးဖြတ်တဲ့နည်းလေးပါခင်ဗျာအဲ့ဒါဆိုရင်ကျွန်တော်တို့ဟာစားလိုက်အောင်ပါရင်ဦးစွာကျွန်တော်တို့ဟာ TikTok software ကိုဝင်ပေးလိုက်ပါခင်ဗျာ TikTok software ရောက်ပြီဆိုရင်ထုံးတဲ့အတိုင်းပဲကျွန်တော်တို့ဟာအပေါ်ဆုံးကညာဘက်တော့ကအဲမြင်းသုံးချောင်းလေးကိုနှိပ်ပြီးနှိပ်လိုက်ပါခင်ဗျာအဲ့မှာ setting and privacy ဆိုတဲ့ဟာလေးစက်သားပုံလေးကိုနှိပ်လိုက်ပါခင်ဗျာအဲ့မှာအပေါ်ဆုံးမှာအကောင့်ဆိုတဲ့ဟာလေးရှိတယ်ဗျလူပုံလေးနဲ့အဲ့ဒါလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါခင်ဗျာ ပြီးရင်ကျွန်တော်တို့ဟာဒီအောက်ဆုံးက deactivate or delete account ဆိုတဲ့ဟာလေးကိုထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျအဲ့မှာကျွန်တော်တို့ဟာ deactivate account နဲ့ delete account ဆိုပြီးနှစ်ခုရှိတယ်နော် deactivate account ဆိုတာကဒီ account ကိုအပြစ်ဖြတ်လိုက်တာမဟုတ်ခက်တရာကြီးပေါ့နော်ခဏဖြတ်လိုက်တာဖြတ်ထားလိုက်တာဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ကအခုကအပြစ်ဖြတ်မှဖြစ်တဲ့အတွက်အောက်က delete account ဆိုတဲ့ဟာလေးကိုနှိပ်ပေးလိုက်ပါခင်ဗျအဲ့မှာကျွန်တော်တို့ဟာဒီအောက်ကဒီဟာလေးကိုအမှန်ချစ်ပေးပြီးတော့ continue ကိုနှိပ်လိုက်ပါခင်ဗျအဲ့ခါဆိုရင်သူကအဲ continue ပဲထပ်နှိပ်ပေးပါခင်ဗျ အဲအဲ့မှဆိုရင်သူကဒီကျွန်တော်တို့ TikTok မှာချိန်ထားတဲ့မေးတဲ့ဟိုသူကကုတ်ချပေးမှဖြစ်တယ်အဲ့ကုတ်လေးကိုထက်ပြီးတော့ password ထည့်လိုက်လို့ရှိရင်ဒီမှာ delete account လေးကိုနှိမ့်လိုက်ရင်အဲပြတ်သွားပါပြီနော်လုံးဝပြတ်သွားပါပြီခင်ဗျာအားလုံးပဲလက်ကူလေးလာပျော်ရှင်ကြပါသည်ခင်ဗျာနောက်ထပ်သိလို့တဲ့အကြောင်းအရာလေးတွေရှိလို့ရှိရင်လည်း comment မှာဝင်ရောက်ပြီးမိသွားခက်လို့ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးပါ TikTok account ကိုအပြည့်ဖြတ်တဲ့နည်းလေးပါခင်ဗျာအဲ့ဆိုရင်ကျွန်တော်တို့ဟာစားလိုက်အောင်ပါရင်ဦးစွာကျွန်တော်တို့ဟာ TikTok software ကိုဝင်ပေးလိုက်ပါခင်ဗျာ TikTok software ရောက်ပြီဆိုရင်ထုံးလက်တိုင်းပဲကျွန်တော်တို့ဟာအပေါ်ဆုံးကညာဘက်တော့က အဲမြင်းသုံးချောင်းလေးကိုနှိပ်ပြီးနှိပ်လိုက်ပါခင်ဗျအဲမှာ setting and privacy ဆိုတဲ့ဟာလေးစက်သားပုံလေးကိုနှိပ်လိုက်ပါခင်ဗျအဲမှာအပေါ်ဆုံးမှာ account ဆိုတဲ့ဟာလေးရှိတယ်ဗျလူပုံလေးနဲ့အဲ့ဒါလေးကိုတစ်ချက်နှိပ်ပြီးလိုက်ပါခင်ဗျပြီးရင်ကျွန်တော်တို့ဟာဒီအောက်ဆုံးဟာ deactivate or delete account ဆိုတဲ့ဟာလေးကိုထပ်ပြီးတော့နှိပ်ပြီးလိုက်ပါခင်ဗျအဲမှာကျွန်တော်တို့ဟာ deactivate account နဲ့ delete account ဆိုပြီးနှစ်ခုရှိတယ်နော် deactivate account ဆိုတာကဒီ account ကိုအပြည့်ဖြတ်လိုက်တာမဟုတ်ခက်တရာကြီးပေါ့နော်ခဏဖြတ်လိုက်တာဖြတ်ထားလိုက်တာဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ကအခုကအပြည့်ဖြတ်မှဖြစ်တဲ့အတွက်အောက်က delete account ဆိုတဲ့ဟာလေးကိုနှိပ်ပြီးလိုက်ပါခင်ဗျ အဲ့မှာကျွန်တော်တို့ဟာဒီအောက်ကဒီဟာလေးကိုအမှန်ချစ်ပေးပြီးတော့ continue ကိုနေလိုက်ပါခင်ဗျအဲ့ခါဆိုရင်သူကအဲ continue ပဲထပ်နေပြီပါခင်ဗျအဲအဲ့မှာဆိုရင်သူကဒီကျွန်တော်တို့ TikTok မှာချိန်ထားတဲ့မေးတဲ့ကိုသူကကုတ်ချပေးမှဖြစ်တယ်အဲ့ကုတ်လေးကိုထပ်ပြီးတော့ password ထပ်လိုက်လို့ရှိရင်ဒီမှာ delete account လေးကိုနေလိုက်ရင်အဲပြတ်သွားပါပြီနော်လုံးဝပြတ်သွားပါပြီခင်ဗျအားလုံးပဲလွယ်ကူလေးလာပျော်ရှင်ကြပါစေခင်ဗျနောက်ထပ်တိလို့တဲ့အကြောင်းအရာလေးတွေရှိလို့ရှိရင်လည်း comment